ဒီဘက်နှစ်ထဲမှာဆိုရင်23ချိန်မှာ930လို့ကြပါရနော်930လို့ကြပြီးတာနဲ့နောက်တစ်နှစ်မှာ9ချိန်မှာပေါ့နော်နောက်တစ်နှစ်9ချိန်မှာဟောဝါနောက်တစ်နှစ်9ချိန်မှာမ9ချိန်မှာ390ဆိုပြီးတော့ကြပါရဲ့ 390လို့ကြာပြီးတော့၈နှစ်ထဲမှာကြာဥစ္စာတွေလည်းရှိရနော်ကြော်လိုက်မယ်နော်ဗီဒီယိုနည်းနည်းရှည်မစွန်းနော်သူ့ရဲ့တနစ်ကြော်မှာတယ်နော်တနစ်ကြော်လိုက်မယ်နော်390တနစ်ကြော်မှာနော်၄ထိတ်တစ်ကျင်း၄ထိတ်နှစ်ကျင်း၄ထိတ်၃ကျင်း၄ထိတ်ရတော့မဟုတ်နော်ထိတ်စီခဏတစ်လုံးနဲ့နဲ့ထိတ်စီ၃ငါကြာပါနော်ထိတ်စီ၃ငါကြာပြီးတော့ဘရိတ်ဘူးလို့ရိုက်ပါတယ်နော်၄၃၆ဘရိတ်ဘူးလို့ရိုက်ပါတယ် ိုက်ဘရိတ်ဘူးလို့ရိုက်ပြီးတဲ့ပြိုင်နဲ့ခွန်33ဆိုတဲ့ကနန်းလေးရနော် ခွန်33ဆိုတဲ့ကနန်းလေးရ930ရေရဇောင်းတက်တက်မှထွက်ပါရနော်အဲ့ဒီဇောင်းတက်တက်မှထွက်ပြီးအဲ့ခွန်33လေးဘယ်ရလာလဲဆိုသူကနေဘယ်ဘက်အောက်ဆုံးကြီးလိုက်မယ်ငါးချင်းမြောက်ကကနန်းလေးပေါ့နော်တစ်ချင်းနှစ်ချင်းသုံးကျင်း၄ကျင်း၅ကျင်းမြောက်ကကနန်းလေးခွန်သုံးခွန်ဆိုတော့ကနန်းလေးကနေပြီးတော့ ခွန်သုံးသုံးဆိုပြီးရရိုက်ပါတယ်သူ့ရဲ့အပေါ်မှာဖရိတ်ကိုးလေးခံထားပါတယ်ခင်ဗျာเนาะအဲဒါကြောင့်မို့ကျွန်တော်ကအဲ့ဒီရလာတဲ့ခဏန်းလေးလို့ယူဆပါတယ်เนาะအဲဆိုတော့ခါကြရောက်ခုရောက်ကက်လေးကိုကြည့်အောင်เนาะဒီဘက်ရောက်ကက်လေးကိုကြည့်မယ်ဆိုရင်လည်းဒီမှာ23ချိန်ပဲပေါ့เนาะ3ည63ဆိုပြီးတော့ထပ်ပါတယ်နောက်တစ်နှစ်နောက်တစ်နှစ်9ချိန်မှာပဲဟော 633ဆိုပြီးတော့ထွက်ပါတယ်เนาะအဲ633ကနေဆောင်းလေးသွားမယ်ဆိုရင်ဒီချိန်လေးဟာဆိုရင်ရောက်ကပ်ပါเนาะ633ကနေတစ်ချိန်နှစ်ချိန်သုံးချိန်ရောက်ကပ်အဲရောက်ကပ်ရပုံမှာလဲပရိဘူး3နှစ်ဆိုပြီးတော့ခံထားပါတယ်နောက်ပြီးတော့ထိတ်စီးလေးတွေလည်း3ထိတ်စီး3ထိတ်စီး3ထိတ်စီးဆိုပြီးတော့3ချိန်ဒီကနေတလုံးနဲ့ထိတ်စီး၃ချိန်ရိုက်ခဲ့တယ်ဗောနော်ရိုက်ခဲ့ပြီးတော့ဗရိတ်ပူလေးရိုက်ခဲ့လို့မလို့အခုရောက်ကဲရကနန်းလေးကလည်းရှေ့ကက်ကလိုပဲဆောင်းလေးကနေ ပဲပဲဆောင်းလေးကိုအောက်လျှော့ပြီးတော့၅ချိန်သွားကြည့်မနော်၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်ရောက်မှဆိုရင်လေခွန်90ဆိုတဲ့ကဏ္ဍလေးကိုတွေ့ပါတယ်ခင်ဗျာနော်ခွန်90ဟာဖြစ်ရင်သူ့ရဲ့အပေါ်မှာက261ဆိုပြီးတော့ break ကိုလေးခံထားတဲ့အတွက်အဲ့ကဏ္ဍလေးကိုကျွန်တော်ကဖြစ်နိုင်ခြင်းများတယ်ဆိုပြီးတော့ယူဆထားပါရဲ့နော်ကျန်တဲ့ကဏ္ဍပေါက်တွေလည်းအဲ့ line နဲ့မရှာလို့ရသေးတယ်ဒါပေမဲ့တိတ်မကောင်းလို့ကျွန်တော်အဲ့ကဏ္ဍလေးကို မှတ်မြောင်ရေးပေးမယ်နော်ကလင်နာဘောပဲရေးလိုက်မယ်ခွန်90အဲ့ဒါလေးကိုအစင်ပြေသလိုလေးထုတ်ပါနော်အဲ့ဒါခွန်90ပါနော်အစင်ပြေသလိုလေးထုတ်အာထုတ်ရင်လည်းရပါတယ်တကယ်ထိုးရမယ်အကွက်ကအခုမှလာမှာပါနော်ဒီကွက်ကတော့ဒီတကြိမ်အောင်ရင်အောင်ဒီတကြိမ်မအောင်လို့ချင်ရင်လည်းဇက်တိုက် မွေးထိုးရမကနန်းလေးပါကျွန်တော်မွေးကနန်းလို့လေတင်ပေးတယ်ရေးပေးပါတယ်နော် အရင်ကတ်ကဆိုရင်တကယ်တမ်းပြီးခဲ့တဲ့အချိန်တော့ကျွန်တော်တင်ပေးရင်ပေါက်လဲပေါက်မယ်ခင်ဗျာဘောနော်သူကနှစ်ကတ်မြောက်ရနှစ်ကတ်ဆိုင်ရသုံးကတ်ဆိုင်ရနှမျိုးရှိတာမလို့အဲ့ဟာကျွန်တော်ကနှစ်ကတ်ဆိုင်နဲ့ကြာတမျိုးထွက်ပါတယ်သုံးကတ်ဆိုင်ကြာတော့တမျိုးထွက်ပါတယ်အဲ့ဒါကြောင့်မလို့ဒီချိန်ကြောက်ဝယ်များတယ်ဒါပေမဲ့မကြလဲ15ချိန်16ချိန်ချီပဲအလွန်ဆုံးမွေးထူအောင်ပါမနော်တေချာဘောထွက်မကနန်းလို့ကျွန်တော်ကယူဆထားတယ် ပြကြလေး share လေးလည်းများများလေးလုပ်ပေးပါဦးအသေးလေးလည်းပေးကြပါဦးလို့ပြောချင်ပါသေးတယ်ကျွန်တော်တိတ်ပြီးအသေးလေးပါဆိုလဲတင်ကြရနဲ့တစ်ခါမှမတောင်းဘူးပါဘူးနော်ဒီတစ်ခါကူညီကြပါဦးလို့ Okay စားလိုက်ကြအောင်နော်ဟုတ်မင်္ဂလာနနခင်ပါကုန်ဒီတူနိုင်ရေ19 20နှစ်ထဲမှာဆိုရင်နော်ဒီဘက်နှစ်ထဲမှာဆို နောက်နောက်ပိတ်ခွန်ကိုဆိုပြီးတော့တွဲပြီးတော့နောက်တစ်နှစ်မှာဆိုရင်ခွန်ခွန်လို့တွဲပါရနော်အဲခွန်ကိုတွဲတဲ့နှစ်ထဲမှာဆိုရင်အကျိန်း20မှာပေါ့လေနှစ်ထိတ်နှစ်ထိတ်စီလို့ထွက်ပါရနော်အကျိန်း20မှာနှစ်ထိတ်စီဒီမနော်ဒီမဲ on sorry sorry 20ကြိမ်မှာပေါ့လေ20ကြိမ်မှာနှစ်ထိတ်စီဆိုပြီးတော့ထွက်ပါတယ်နော်အဲ20ကြိမ်နှစ်ထိတ်စီထွက်ပြီးရတဲ့ပြိုင်နဲ့ တင်တော်တခါတန့်ပြလိုက်မနစ်ထိတ်စီရဲ့တပင်ကြကနန်းလေးကနောက်တဲ့နှစ်မှပြန်ရချင်တယ်ဗျာနော်3 9 1ဆိုတဲ့ကနန်းလေးရှိရဲ့နော်ဟုတ်ပြီနော်အဲ့ဒါဆိုအဲ့3 9 1လေးထွက်တာလေးတို့ကြည့်မယ်နောက်တဲ့နှစ်မှနော်3 9 1ဆိုတဲ့ကနန်းလေးထွက်လာ3 9 1ဆိုတဲ့ကနန်းလေးကထွက်ပါတယ်နော်အဲ့3 9 1လေးဟာဘလူး အချိန်မှကြလဲဆို268ဆိုရကဏလေးကြပြီးမှကြပါရနော်268ဆိုရကဏလေးကြပြီးမှကြရဲအဲ့268လေးကကျွန်တော်ပြီးခဲ့တဲ့ပို့မှာဗီဒီယိုမှာလိုက်မှာရှင်းပြထားခဲ့တယ်ဗျာနော်သူ့ရဲ့ရှင်းနှစ်ထဲကခွန်ကိုးတွဲခဲ့တဲ့နှစ်ထဲကဘောနော်ခွန်ကိုးတွဲခဲ့တဲ့နှစ်ထဲနှစ်68ကြတာလားဒါမှမဟုတ်လို့ချင်းလို့အဲ့လိုမဟုတ်ဖဲနဲ့ဘလို့တမျိုးရှိသေးတယ်ဆိုပြီးကျွန်တော်ပြထားခဲ့တာရှိပါရဲ့ဒီမှာနှစ်ထိပ်စီထွက်ပြီးတော့ နှစ်သိစီရဲ့တပင်ကြမှာ3 9 1ဆိုတာလေးရှိပါရဲ့3 9 1ရဲ့ဘီအန်နေကြီးလိုက်မယ်ဆိုရင်ဘယ်ဘက်ဘီအန်နေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မနှစ်6 8ဆိုရယ်ကဏ္ဍလေးရှိပါရဲ့เนาะအဲ့နှစ်နှစ်6ဘုနော် sorry နှစ်6ဆိုရယ်ကဏ္ဍလေးကအဲ့နှစ်6လေးကြပြီးမှအဲ့3 9 1လေးကတန့်လိုက်လားလားဆိုပြီးတော့ကျွန်တော်နှစ်နှစ်ခွာလေးတင်ပေးဖို့ပါရယ်ဗျာเนาะသဘောထားမိကြမလားမသိဘူးအရင်ကကျွန်တော်အဲ့ပိုလေးရှာလာလေရှာမရဘူးဟိုမှာကျွန်တော် ပေကကဗီဒီယိုတွေနည်းနည်းဘန်းနေတာတွေ့ရတယ်။ဘာလို့လဲဆိုတော့သူတို့ challenge ခေါ်တဲ့ဗီဒီယိုတွေကိုကျွန်တော်ကမတင်မဲနဲ့နားလိုက်တဲ့အတွက်တင်ထားတဲ့တချို့ဗီဒီယိုလေးတွေဘန်းထားတာတွေ့ရတယ်။အဲအားကြောင့်မလို့နော်။ဟုတ်ပြီကျွန်တော်အဲကိစ္စအဲကိစ္စမရှိပါဘူးဒီဘက်နဲ့ထည့်သွားကြည့်မယ်နော်။ဒီဘက်နဲ့ထဲမှာဆိုရင်လည်းနောက်ဘက်ကခွန်ကိုရဲလေးနဲ့နောက်တဲ့နှစ်မှာဆိုရင်လည်းခွန်ခွန်တွဲလေးနဲ့လာပါရဲ့နော်။အဲခွန်ကိုရဲထွက်တဲ့နှစ်မှာဆိုရင်လည်း20ချိန်မှနှစ်ထိပ်နှစ်ထိပ်စီလေးထွက်ပါရဲ့နော်။ အမှန်နှစ်ထိပ်စီလေးထွက်ခဲ့ပါပြီနှစ်ထိပ်စီလေးရဲ့တပင်ကြောကနားလေးက86လေးကကြာမှာပါအဲ့လိုကြာဖို့ရဆိုရင်သူ့နှစ်ထဲကခဏတကွက်ထွက်မလားရှေ့ကတ်ထဲကလူသူ့ရဲ့မြင့်ခွန်ကနားထွက်မလားဆိုပြီးကျွန်တော်ဒီအပိုလက်တင်ပေးခဲ့ဘူးပါလေအခုဒီချိန်မှာထွက်တော့ပါပြီနော်သူရဲ့ဘယ်ဘက်ကနေအောက်ယူလိုက်မဲ့တစ်ချိန်နဲ့ချိန်သုံးချိန်ကနားလေးက၃၅နှစ်ဆိုရယ်ကနားလေးကျသွားပြီနော်၃၅နှစ်ဆိုရယ်ကနားလေးကျသွားပြီဖြစ်တဲ့အတွက်သူ့ရဲ့နောက်မှာ ခွန်ရှိကိုဆိုတဲ့ကနန်းလေးကနော်ခွန်ရှိကိုဆိုတဲ့ကနန်းလေးကအရင်ကမှဒဲထွက်ခဲ့လို့ဒဲဖြစ်တယ်လို့ကျွန်တော်ကခွန်ရှိကိုပြင်ရှိကိုခွန်နဲ့ခွန်ရှိကိုကိုနှစ်ကွယ်ဩစေခြင်းပါတယ်နော်ဩဝါနေရှိကိုခွန်နဲ့ခွန်ရှိကိုနှစ်ကွယ်ဩစေခြင်းပါတယ်နော် ဩဇေဒီမှာလည်းကျန်တဲ့ကဏ္ဍလေးတွေလည်းရှိပါသေးတယ်နော်ကျန်တဲ့ကဏ္ဍလေးတွေကတော့ဆက်ကြည့်ပါဦးမယ်လောတယ်အဲ့ကောင်လေးနဲ့ရပ်ထားလိုက်ပါမယ်နော်ကျွန်တော်